ွန်လ12ရက်နေ့ကစင်ကာပူနိုင်ငံမှာမြန်မာနိုင်ငံကအိမ်အကူအမျိုးသမီးငယ်တူတိုက်ပေါ်ကခုံချပြီးမိမိကိုယ်ကိုတတ်သိမှုဖြစ်ပွားခဲ့ပါတယ်။လက်ရှိအချိန်မှာအဲ့ဒီလိုအဖြစ်အပျက်တွေစင်ကာပူနိုင်ငံမှာအများအပြားရှိနေပါတယ်။စင်ကာပူနိုင်ငံကိုမြန်မာအစိုးရကအိမ်အကူတွားရောက်ခွင့်ကိုအစိုးရကတားမြစ်ပိတ်ပင်ထားပေမဲ့အိမ်အကူဖြစ်အလုပ်လုပ်နိုင်နေတဲ့မြန်မာအိမ်အကူ၄000ဝန်းကျင်ရှိနေပြီး လေးတငယ်တွေပါရှိနေတယ်လို့မြန်မာပြည်ပအလို့ဂိုင်းဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကသူတွေအတွင်းမှုကပြောပါတယ်ဒီ issue ကနည်းနည်းလေးကြီးနေတယ်ထက်ကနေဆိုခုံချခုံချတဲ့ကိစ္စဘာကြောင့်လဲသူတို့ဟိုမှာနေရတဲ့မလုံခြုံလို့လားနောက်ဆာဝင်းအစင်မပြေးလို့လားတောင်းပြီးတော့သူတို့ရဲ့အင်ရှင်နဲ့ဘလို့သားသာတာမဖြစ်တာလဲသူတို့ရဲ့အခွင့်အရေးတွေဘာတွေဆုံးရှုံးလဲကျွန်တော်ကဘာမှဒီဟာကိုမသိရဘူးဖြစ်နေဆိုတော့ဒီဟာတွေဒီပြဿနာတွေအများကြီးနောက်ဆက်တွဲတွေရှိတာပေါ့ဗျာ တော့ဆိုလိုရဲအခု तू ခုံချပြီးတည်သွားတယ်။ဘာကြောင့်ခုံချသွားတာလဲ။နောက်သူ့အတွက်ရပိုင်ခွင့်အခွင့်အရေးရပါလဲ။ကျွန်တော်တို့ဘာမှမသိရအောင်။ဆိုတော့ဒီဟာတွေကအများကြီးညှိနှိုင်းပြီးတော့လွတ်လောရမှာ။တရားဝင်စေလွတ်တဲ့လမ်းကြောင်းပေါ်ရောက်မှာပဲ။သူ့ရဲ့ရပိုင်ခွင့်တော့သူ့ရဲ့အလုံးသမားအခွင့်အရေးတော့သူသူသူ့အတွက်ဟိုဆုံးရှုံးနေတဲ့ခါလေးအားလုံးကျွန်တော်ကတောင်းဆိုပေးလို့ရမှာ။ဒါအပြင်ပြီးခဲ့တဲ့ရပိုင်အတွင်းကဖြစ်ပျက်ခဲ့တဲ့တိုက်ပေါ်ကခုံချတဲ့အဖြစ်အပျက်မျိုးတွေအများအပြားရှိနေပြီး အိမ်မော်တွေကတရားဝင်စီလွတ်ထားတာမဟုတ်တာကြောင့်ဥရိယအကာအကွယ်ပေးဖို့အခက်အခဲဖြစ်နေတာပါစင်ကာပူနိုင်ငံကိုအိမ်ကူလုံသားတရားဝင်စီလွတ်ခွင့်ပြုဖို့အတွက်သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနတွေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလည်းပြုလုပ်နေပါတယ်ထွက်နေတာပဲတော့ဒီအခုဒီလေစိတ်ကနေပဲထွက်နေတာပဲဆိုတော့ဒီဟာကိုဒီဟာကြီးကိုကျွန်တော်ကမထိန်းချုပ်နိုင်ရင်တရားဝင်စီကွက်တရားဝင်စီလွတ်ခွင့်မရတဲ့အခါမှာဒီအလို့သမားတွေရဲ့အခွင့်အရေးတွေအလို့သမားတွေရပိုင်ခွင့်တွေတောင်းဆိုဖို့တွေ ကျွန်တော်ဘာမှလုပ်ပေးလို့မရဘူးအဲ့တော့ကြောင့်ဒီဟာကိုထိမ့်ချုပ်လို့မရတဲ့ဈေးကြီးကိုဈေးွက်ကြီးကိုတရားဝင်စေလုပ်ခွင့်ရအောင်အများဆုံးလှုပ်ဆောင်ပေးဖို့ဒီအချက်ဆုံးချက်ကိုတော့တင်ပြအရင်ဆိုရလက်ထက်ကစင်ကာပူနိုင်ငံကိုအိမ်အကူတရားဝင်စေလွတ်ခဲ့ပြီးအယောက်90ခုတရားဝင်စေလွတ်ခဲ့နိုင်ပါတယ်။ဒါပေမဲ့လည်းပြည်သူတွေရဲ့ဝေဖန်မှုကြောင့်အိမ်အကူလုံသားစေလွတ်ခွင့်ကိုပြန်လည်ပိတ်သိမ်းထားတာပဲဖြစ်ပါတယ်ခင်ဗျာ။